ကိုမေရှားခွင့်ပြုပါရှင်ဗျာမြတ်စွာဘုရားမြမပြီကိုရောက်ဖူးပါသလားရှင်ဗျာဘယ်နေရာကိုကြွားဖူးပါသလဲလို့မေးပါတယ်အဲ့ပေါ်စာပေထဲမှာတော့အခုလက်ရှိတန်ခါးနာတင်ထားတဲ့ပိဋကတ်သုံးပုံထဲမှာတော့မပါဘူးပေါ့နော်မြမရာဇဝင်မှာတော့ရောက်တာပေါ့ဒီလိုပြောမှာပေါ့နော်မြမရာဇဝင်ကတော့အများကြီးရောက်ဖူးတယ်မြမနိုင်ငံကနော်အဲ့တော့ဘုရားပိဋကတ်ထဲမှာတော့မပါဘူးအဲ့တော့ဦးစင်းပြောနေတာတခုရှိတာကတော့ဘယ်နေရာဘယ်နေသားရလို့မဟုတ်ဘူးသူသင်ကြတဲ့တတ္တဝါချင်းဘုရားရောက်အောင်သွားပါတယ် ဒါတော့ဘုရားရဲ့ဓမ္မတာပါပဲဝေးတာနေတာအဓိကမဟုတ်ဘူးကျွတ်တင်ကျွတ်ထိုက်တဲ့တတ္တဝါရှိရင်ဘုရားခြေချင်းဖြစ်စေသကိုးနဲ့ဖြစ်စေရောက်အောင်သွားပါတယ်နော်အကြောင်းကျွန်တော်အကေးမြန်မာနိုင်ငံမှာအဲ့ဒီခေတ်တုန်းကကျွတ်ထိုက်တဲ့တတ္တဝါရှိခိုင်တော့ဘုရားရောက်အောင်ကြွားခဲ့ဖူးမှာပါနော်ဒီလိုပဲပြောမှာပါနော်ဟုတ်မင်းကမင်းရှောက်ခွင့်ပြုပါအရှင်ဘုရားခင်မိုးကြီးဆယ်ပါးကိုပြင်းမစော်ကားရင်အပြစ်တွေကြားရောက်ခံစားရတယ်လို့ဖတ်ဖူးပါတယ်ဘုရားခင်မိုးကြီးဆယ်ပါးထဲမှာတလုံးစားဖို့သူကျေးဇူးဆိုပြီးတော့လဲပါပါတယ်ဘုရား အတတ်ပညာသင်ပေးတဲ့ဆရာလည်းပါပါတယ်ဆိုတော့ဒီအဲ့ပုံကိုယ်တွေကပုထုဇဉ်ပြပြီးအမားတွေဗလိုက်တာတွေကိုယ့်အပေါ်ဖိနှိပ်တာတွေရှိရင်ဘာမှမတုံ့ပြန်ရတော့ဘူးလားဖေ။ပြမားချင်းဆိုတာကိုဘလို့မျိုးတုံ့ပြန်မှအပြစ်သင်အပြစ်ကြောက်နိုင်တယ်လဲဆိုတာကို မေးလျှောက်ခွင့်ပြုပါဖေ။အပြစ်ဆိုတာကလောဘဒေါသမောဟကိုပြောတာလေ။နော်တခြားဟာအပြစ်ခေါ်တာမဟုတ်ဘူး။ကိုယ်တိုင်တော့မှဒေါသဖြစ်သွားရင်ဒါအပြစ်ပဲ။လောဘဖြစ်သွားရင်ဒါအပြစ်ပဲ။နော်။အဲ့တော့ဟို ကျေးဇူးရှင်ကဥပမာမိဘပဲဆိုပါဆိုနော်သူပြောတဲ့တလုံးကြားတလုံးစားဖို့သူကျေးဇူးခဏထားမိဘနှစ်ပါးပဲဆိုပါဆိုမိဘနှစ်ပါးကလမ်းမှားနေတယ်လမ်းလွှဲနေတယ်ဒါသူလက်ပိုက်ကြည့်နေရမှာလားမဟုတ်ဘူးလေချပြရမယ်အမေအဖေဒါတော့ဒီလိုဖြစ်တဲ့နဲ့ထင်တယ်နော်ဆိုတော့ချပြခွင့်ရှိတယ်ဆရာတော်တွေဟောတာဒီလိုကြားဘူးတယ်စာအုပ်ထဲမှာဒီလိုဖတ်ဘူးတယ်အမေလို့လုံနေတာနည်းနည်းလွှဲနေနေတူတယ်စသဖြင့်ကိုကလမ်းမှန်တက်ခွင့်ရှိပါတယ်ချပြခွင့်ရှိပါတယ် နော်ဒေါနဲ့မောနဲ့သာဟာအဖွားကြီးဒီလိုမလုံနဲ့ဒီလိုလှုပ်ဟဲ့ဆိုမလုံနဲ့လေနော်ဒါပြမားနဲ့လို့ခေါ်ရကြတော့ဟုတ်လားအဖေကိုသွားပြီးတော့အဖိုးကြီးအမားနေပြီဆိုပြီးတော့မလုံနဲ့လေနော်အဲ့တော့ဒေါနဲ့မောနဲ့ပြောတာကိုပြမားတယ်လို့ခေါ်တာနော်မားတာကိုအမှန်တရားထောက်ပြတာကိုပြမားတယ်လို့မခေါ်ပါဘူးနော်